အားလုံးပဲမင်္ဂလာပါရှင်တုတ္တရေကျူရှန်နေကနေကျူဆူလိုက်ပါတယ်ရှင်ဒီကနေ့ဖတ်ပြပေးမှာကတော့ဖောက်ပြန်ခြင်းဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ YouTube Channel လေးကိုလည်း Like and Subscribe နှိပ်ခဲ့ပေးကြပါအောင်ရှင်နေမင်းကြီးရဲ့အလင်းရောင်ဟာမစ္ဆန်နီတို့ရဲ့တိုက်ခန်းခြင်းလေးတွေကို ပတင်းပေါက်ကနေတိုးဝင်လာပေမဲ့သူမရဲ့မျက်လုံးတွေကတော့ မောင်မိုက်နေသေးပါပဲအိယာပင်စပွဲပေါ်တင်ထားတဲ့ကော်ဖီကွက်ကအငွေ့တထောင်ထောင်ထွက်နေပေမဲ့သူမမတော့ဖြစ်သေးဘူးသူအကြည့်တွေကဘေးနားမှာခေါင်းအုံးကိုဖက်ပြီးနှစ်နှစ်ချိုက်ချိုက်အိတ်မောကြနေတဲ့ကိုမျိုးစီကိုသာဆူဆိုင်နေတယ်ကိုမျိုးသူမရဲ့ချစ်သူခင်မွန်တားရဖခင်ဒါပေမဲ့အခုချိန်မှာတော့သူမအတွက်မတိကျွမ်းသူသစိမ့်တယောက်နဲ့နီးနီးပါဖြစ်နေပါပြီ။ လွန်ခဲ့တဲ့လေးနှစ်ကသူတို့နှစ်ဦးဟာမြို့မဟာဗန္ဒူလာပန်းချံဘေးကလက်ဖက်ရည်ဆိုင်လေးမှာစုံတွေ့ခဲ့ကြပြီး အချစ်နဲ့ယုံကြည်မှုတွေအပြည့်နဲ့လက်ထပ်ခဲ့ကြတယ်။မေဆန်နီကသူမရဲ့လက်ရမြောက်တဲ့ပကြီကားရင်းနဲ့မိသားစုကိုထောက်ပံ့ခဲ့ပြီးကိုမျိုးကတော့ရိုးသားကြိုးစားတဲ့အင်ဂျင်နီယာတယောက်အနေနဲ့သူတို့ဘဝကိုတည်ဆောက်ခဲ့တယ်။ပျော်ရွှင်စရာမိသားစုဘဝလေးပေါ့။ အရာအလုံးစတင်ပြောင်းလဲသွားခဲ့တာကလွန်ခဲ့တဲ့6လခန့်ကပါကိုမျိုးဟာအလောက်ကိစ္စတွေပုံများလာတယ်ဆိုတော့အကြောင်းပြချက်နဲ့ညှင့်နေတဲ့အထိအိမ်နောက်ကျပြီးမှပြန်လာတတ်တယ်ဖုန်းကိုလည်းအမြဲတမ်းကိုနဲ့မကွာထားလာတယ်သူတို့ရဲ့အတူချိချင်းတွေဟာတဖြည်းဖြည်းနှဲပါလာပြီးအရင်လိုနှွေးထွေးတဲ့စကားပြောဆိုမှုတွေလည်းပျောက်ကွယ်သွားတယ် မေဆန်နီက သူ့ကိုတန်ရဝင်မိပေမဲ့ယုံကြည်မှုဆိုတဲ့နာမည်ခံတဲ့အတင်းအကျပ်မျက်စိမှိတ်ထားခဲ့တယ်။မနက်ခင်းတခု ကိုမျိုးအလုတ်သွားဖို့ပြင်ဆင်နေချိန်မှာ သူ့ရဲ့ဂျင်းပေါင်းမီအိတ်ကတ်ထဲကအမျိုးသမီးသုံးနှစ်ကတ်သေးသေးလေးတစုံဟာစမ်းပြင်ပေါ်ကိုလိမ့်ကြလာခဲ့တယ်။မေဆန်နီဟာစမ်းပြင်ကနှစ်ကတ်ကိုငုံကြည့်လိုက်တဲ့အခါသူ့ရဲ့ရင်ဘတ်တစ်ခုလုံးနာကျင်မှုနဲ့ ြောင်တင်းသွားတယ်။ကိုမျိုးဟာ ထိုအရာကိုမြင်လိုက်တဲ့အခါမျက်နှာပြတ်သွားပြီးအမြန်ကောက်ယူဖို့ကြိုးစားခဲ့တယ်။မျိုးဒါဒါဘာလဲမေဆန်ကြီးရဲ့အတန်ဟာတုံရင်နေတယ်။ကိုမျိုးကမျက်နှာလွှဲလိုက်ပြီးအလောတကြီးဖြည့်ချင်းချက်ပေးဖို့ကြိုးစားတယ်။အော်ဒါလာဟိုးကိုအလောက်က အတွင်းရေမှုမဖြူဖြူရဲ့ဟာ သူပြစ်စီထားခဲ့တာကိုပြန်ပေးဖို့မေ့နေတာတကယ်တော့သူစကားဆုံးအောင်မပြောနိုင်ခင်မေဆန်နီကချက်ပြောလိုက်တယ်။မလိန်ပါနဲ့ကိုမျိုးမဖြူဖြူကနားဖောက်ထားတာမရှိမှန်းကျမသိပါတယ်။ကိုမျိုးရဲ့မျက်နှာဟာဖြူဖက်သွားပြီးရှေလန်းတွေရက်တန်သွားတယ်။နှက်ကလေးကိုจิตจิตပါအောင်ဆုပ်ကင်ထားတဲ့သူ့လက်ကတုံရင်နေတယ်။မေဆန်နီဟာငြိမ်သက်စွာပဲသူ့ကိုစိုက်ကြည့်နေမိတယ်။ အဲ့ဒီစိုက်ကြည့်မှုတွေမှာဝမ်းနည်းမှုဒေါသထွက်မှုထက်တက်စီသွားတဲ့အနာဂတ်အတွက်တိတ်ဆိတ်တဲ့ဝန်ခံချက်တစ်ခုသာ ပါဝင်နေခဲ့ပါတော့တယ်။မေဆန်နီဟာငကတ်ကလေးကင်ပြီးငြိမ်သက်နေတဲ့ကိုမျိုးကိုစိုက်ကြည့်ရင် သူမရဲ့ရှင်ထဲမှာမိရောက်ကြီးတစ်ခုတဟုံးဟုံးတောက်လောင်လာတယ်။အဲဒီမိဟာအချစ်ကိုလောင်ကျွမ်းစေတဲ့တစ္ဆာမဲ့မှုဆိုတဲ့မိတောက်ပဲတိတ်ဆိတ်မနေပါနဲ့ကိုမျိုး မေဆန်နေ့အတန်ကအေးဆက်ပြီးပြက်သားနေတယ်။ရှင်းပြလိုက်ပါတော့အဲ့ဒါဘသူနှက်ကလဲခမည်းမဘာတွေဖြစ်နေရလဲပုံမျိုးဟာမျက်လုံးကိုမှိတ်ချလိုက်ပြီး ရှူဆိုင်တံပြင်းပြင်းတစ်ခုကို လေထဲမှုတ်ထုတ်လိုက်တယ်။နောက်ဆုံးမှာတော့သူဟာ အရာအလုံးကိုဝန်ခံဖို့ဆုံးဖြတ်လိုက်ဟန်တူပါတယ်။ဟုတ်တယ်ဆန်နေကိုမှားသွားပြီကို့မှာတခြားတယောက်ရှိနေတယ် ထိုစကလုံးတွေဟာမေဆန်နီနားရဲသို့တန်ဖိုးလိုစီးဝင်သွားခဲ့တယ်။သူမမျှော်လင့်ထားတဲ့အဖြစ်ဖြစ်ပေမဲ့ဒီလိုထုတ်ဖော်ဝန်ခံလိုက်တဲ့အခါမှာတော့ကဘာကြီးတစ်ခုလုံးပြိုကျသွားသလိုခံစားလိုက်ရတယ်။မျက်ရည်တွေကမျက်ဝန်းအိမ်မှာဝဲလာပေမဲ့သူမအာယူပြီးညူသိမ့်ထားလိုက်တယ်။ဘသူလဲကိုယုံကဒီဇိုင်းပညာရှင် စုမြတ်နာမည်ကြားလိုက်တဲ့အခါမေဆန်နီပြောင်းလိုက်တယ်။ ခါတီပြီးနာကျင်နေပြောอืมအမြဲတမ်းကိုအလုတ်ကိစ္စဆိုပြီးအိမ်ပြန်နောက်ကျခဲ့တာဖုန်းကိုလည်းမျက်စိအောက်ကမချခဲ့တာဒါရီကြောင့်ကိုကိုကိုနားလဲပေးပါဆန်နီကိုရို့အိမ်အောင်ရေးက အချိန်ကြာလာတော့ရိုးသွားတယ်လို့ခံစားရတယ်။စုမြက်က ကိုကိုအလုံးမှာရောဘဝမှာပါစိတ်လှုပ်ရှားမှုအသစ်တွေပေးနိုင်ခဲ့တယ်။စိတ်လှုပ်ရှားမှုအသစ်တယ်လားမေဆန်နီရဲ့အတန်ဟာတုံရင်လာတယ် ခမည်းအတွက်စိတ်လှုပ်ရှားမှုကကျမရဲ့လေးနှစ်တာအချက်နဲ့ယုံကြည်မှုကိုဖျက်ဆီးပြရလောက်အောင်တန်ဖိုးရှိသလား။သူမဟာကိုမျိုးကို လုံးဝစိန်ကားတဲ့အကြည့်နဲ့ကြည့်လိုက်တယ်။အဲ့ဒီအကြည့်မှာနာကျင်မှု၊တိမ်ငယ်မှုအချက်နဲ့ဒေါသတွေရောထွေးနေတယ်။ပြီးတော့သမားတို့ရဲ့ตาလေးရောခမည်းအခုလိုဖောက်ပြန်နေချိန်မှာသူ့ကိုရောစဉ်းစားမိခဲ့ရဲ့လား ကိုမျိုးကောင်းငုံသွားတယ်။နှောင်တရဟန်တော်ရှိပါတယ်။ဒါပေမဲ့အဲ့ဒီနှောင်တဟာအချိန်မီနောက်ပြန်လှည့်နိုင်စွမ်းတော့မရှိတော့ဘူး။ကိုတကယ်တောင်းပန်ပါတယ်ဆန်နီ။ကိုရုအိမ်တော်ကြီးကိုပြန်ကယ်တင်လို့မရတော့ဘူးလား။မစ်ဆန်နီဟာစပွဲပေါ်တင်ထားတဲ့ကော်ဖီခွက်ကိုဆွဲယူလိုက်ပြီးကျန်းပြင်ပေါ်ကိုပစ်ချလိုက်တယ်။ကျွီဆိုတဲ့အတန်နဲ့အတူ ကော်ဖီကွက်ဟာအစိတ်စိတ်ကွဲကြွေသွားပြီးကော်ဖီညိုညိုတွေဟာကျန်းပြင်ပေါ်ပြန့်နှံ့စီဆင်းသွားတယ်။ကွဲသွားတဲ့ခွက်ကိုပြန်ဆက်လို့ရရင်တော့အချောင်းတွေကအမြဲရှိနေလိမ့်မယ်ကိုမျိုး။သူမဟာတကားဝါစီလစ်ထက်သွားရင်နောက်ဆုံးစကားကိုအေးဆက်စွာပြောလိုက်တယ်။သမဒီနေ့ပဲသားလေးကိုခေါ်ပြီးအိမ်ကထွက်သွားမယ်ခမရဲ့စိတ်လှုပ်ရှားမှုအစ်စ်တွေနဲ့ပဲအတူနေလိုက်ပါတော့ မေဆန်လီဟာသုံးနှစ်သားအရွယ်သားလေးစစ်သွေးကို အတင်းပွေဖက်ပြီးအိမ်တကားကိုပိတ်လိုက်ချိန်မှာသူမရဲ့နှလုံးသားဟာလည်းအကွဲတံတစ်ခုလိုအေးဆက်စွာ ပိတ်သွားခဲ့တယ်။ကိုမျိုးဟာကြိုးပြက်သွားတဲ့ကော်ဖီခွက်ကိုငုံကြည့်နေရင်းကနေမေဆန်လီကိုလှမ်းအောင်ဖို့ကြိုးစားပေမဲ့သူ့အတန်ကလေချောင်းဝမှာနှိမ့်ုံနေခဲ့တယ်။သူ့လုံခဲ့တဲ့အမားတွေအတွက် နောင်တဆိုတာအဲ့ဒီအခိုက်အတန့်မှပဲသူ့ကိုဖိစီးနှိပ်စက်နေပြီ။ ်မင်းဆန်နီဟာသားလေးကိုရှင်ခွင်ပိုက်ပြီးတက္ကစီတစီကိုခေါ်လိုက်တယ်။သူမသွားရမယ့်နေရာကတော့မြို့ပြင်မှာတကိုရင်းနေတဲ့သူမရဲ့အမေစီကိုပဲ။အဲဒီအချိန်မှာ သူမမှာပတ်စံအနေငယ်နဲ့လက်ဆွဲအိတ်တစ်လုံးသာပါလာခဲ့တယ်။ပချီဆွဲတဲ့ပစ္စည်းတွေနဲ့လွန်ခဲ့တဲ့၄နှစ်တာပျော်ရွှင်မှုတွေအားလုံးကိုအဲဒီအခန်းထဲမှာပဲစွန့်ပစ်ထားခဲ့တယ်။ တက္ကစီပဒင်ပေါက်ကနေအပြင်ဘက်ကိုငေးကြည့်နေတဲ့မစ္စန်နီရဲ့မျက်ဝန်းတွေဟာခြောက်ကပ်နေခဲ့တယ်။မျက်ရည်ကျဖို့ရောင်းခွန်အားမရှိတော့တဲ့အထိစိတ်ကုန်နေခဲ့ပြီ။ตาလေးစစ်သွေးကတော့သူ့အမေရဲ့ပခုံးပေါ်ခေါင်းလေးတင်ပြီးအိမ်မော်ကြနေတယ်။သူ့မျက်နှာလေးကိုကြည့်လိုက်တိုင်းမစ္စန်နီဟာသူ့မရဲ့ရှင်သန်ခြင်းအတွက်ရည်ရွယ်ချက်ကိုပြန်လည်ရှာဖွေတွေ့ရှိနေခဲ့တယ်။ငါဒီကလေးတက်အောင်ဝေးရမယ်လို့စိတ်ထဲကအကြိမ်ကြိမ်ပြောနေခဲ့တယ်။ နေရက်များ၏တိတ်ဆိတ်ရှင်းမီဆန်နီဟာသူ့အမေအိမ်မှာခိုလုံရင်းရက်တစ်ပတ်နှစ်ပတ်နှိပါကြမြင်ခဲ့ပြီးကိုမျိုးစီက message ဖုန်းခေါ်ဆိုမှုတွေအများကြီးရောက်လာခဲ့ပေမဲ့သူမတစ်ခုမှပြန်မဖြေခဲ့ဘူးကိုမျိုးရဲ့စကလုံးတွေထဲမှာနောင်တရမှုပြန်လည်တောင်းပန်မှုတွေပါဝင်နေပေမဲ့မစ္စန်နီရဲ့ရင်ထဲကဒဏ်ရာတွေကတော့အချိန်နဲ့ကုစားလို့မရနိုင်သေးဘူးသမီး တားအဖေကိုတစ်ခေါက်လောက်တော့တွေးဆောင်စကားပြောကြည့်တဲ့နဲ့ထင်တယ်လို့သူမရဲ့အမိကနူးညံ့စွာပြောခဲ့တယ်။မေဆန်နီခေါင်းခါလိုက်တယ်။သူနဲ့ညနေရှင်ဆိုင်ရင်ကျမဒီထက်ပေါ်ပြီးနာကျင်ယုံပဲရှိမှာပါအမိ။ကျမတို့ရဲ့ယုံကြည်မှုတတိုင်းကြီးကပြုတ်လဲသွားပြီလေ။အခုချိန်မှာကျမလိုချင်တာငြိမ်သက်ခြင်းနဲ့စစ်သွေးအတွက်အနာဂတ်တစ်ခုပဲ။ သူမဟာပတိကားချက်အစ်တစ်ခုကိုစပွဲပေါ်တင်လိုက်တယ်။လွန်ခဲ့တဲ့နှစ်ပတ်အတွင်းပထမဆုံးအကြိမ်အဖြစ်ဆေးရောင်စုံပုံးကိုပြန်ကင်လိုက်တာပဲ။ပတိဆွဲခြင်းဟာ သူမရဲ့တူဦးသောဝိညာဉ်အစား။ဒီတစ်ချိန်မှာတော့ သူမဟာပျော်ရွှင်တဲ့မိသားစုပုံရိပ်တွေအစားမှောင်မဲနေတဲ့ပင်လယ်ပြင်ရဲ့ရုပ်ပုံလားတစ်ခုကိုဆွဲခဲ့တယ်။လေပြင်းတွေတိုက်ခတ်နေပြီးအလင်းရောင်တစ်ခုသာ ထိုးဖောက်ဝင်ရောက်လာမဲ့မျောလင့်ချက်မဲ့ပုံရိပ်အတိမိတ်ဆွေရဲ့ရုတ်တရက်တွေ့ဆုံမှုတနေ့မေဆန်နီဟာတားလေးနဲ့အတူအနီးအနားကကလေးကစားခွင်းလေးတစ်ခုစီ ခေါ်သွားခဲ့တယ်။ အဲ့ဒီမှာမထင်မှတ်ထားတဲ့လူတစ်ယောက်နဲ့ဆုံခဲ့ရတယ်။သူကတော့ကိုမျိုးရဲ့အလုပ်ဖော်ဟောင်းသူမကိုလည်းရှင်းနှီးတယ်ကိုစီယာ။ဟာမဆန်နေစစ်သွေးလေးပါလား။ဘာလို့ဒီမှာလဲကိုမျိုးကရောဘမှာလဲ။ကိုစီယာကအံ့ဩတကြီးမိလိုက်တယ်။မေဆန်နီမဖြစ်ခြင်းနဲ့ညနာနဲ့ခေါင်းငုံနေမိတော့မှကိုစီယာက သူမကိုဆွဆန့်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီးစကားတခွန်းကိုပြောလိုက်တယ်။အဲ့ဒီစကားလုံးတွေကမစ်ဆန်နီရဲ့ပျက်စီးသွားတဲ့နှလုံးသားကိုနောက်ထပ်တစ်ချိန်အစိတ်စိတ်အမှောင်မှားဖြစ်စေခဲ့တယ်။ကိုမျိုးနဲ့ဆွမြတ်မင်္ဂလာဆောင်တော့မယ်တဲ့တင်ကြလို့ကိုလန့်သွားတာ ိုစီယာရဲ့စကားကမစ်ဆန်နီရဲ့နားထဲမှာပဲ့တင်တန်လို့ထက်ခါတလဲလဲညှီဟီးနေခဲ့တယ်။ပတ်ဝန်းကျင်ကအတန်တွေတားလေးစစ်သွေးရဲ့ရေတံတွေဟာရုတ်တရက်တိတ်ဆိတ်သွားတယ်လို့သူမခန်းစားလိုက်ရတယ်။လွန်ခဲ့တဲ့နှစ်ပတ်ကမှအိမ်အောင်တစ်ခုပြုတ်ခွဲခဲ့ပြီးအခုတော့ဒုတိယအိမ်အောင်တစ်ခုတည်ဆောက်ဖို့ပြင်ဆင်နေပြီတဲ့လား။ဒီလောက်မြန်မြန်မေဆန်နီရဲ့မျက်နှာဟာသွေးကင်းမဲ့တယ်လို့ဖြူဖြော့သွားတာကို ကိုစရာတတိထားမိလိုက်တယ်။မဆန်နီကိုစကားမှားသွားပြီလားကိုရုတ်ကွာရှင်းလိုက်ပြီလို့တော့မထင်ထားမိဘူး။မမှားပါဘူးကိုစရာ။မေဆန်နီဟာ သူ့မျက်နာကို တောင့်တင်းစွာမောကြည့်လိုက်တယ်။သူ့မရဲ့မျက်လုံးတွေထဲမှာမျက်ရည်မရှိတော့ဘူး။နာကျင်မှုအစားအေးဆက်တဲ့ဒေါသနဲ့မုန်းတိမှုတို့ကနေရာယူထားပြီးကျမတို့ကွာရှင်းမှုပြင်ဆင်နေတာပါ။ သူကတော့သူ့ရဲ့ဘဝတစ်ကိုတိဆောက်ဖို့ကျမထက်ပုံမြင်နေတာပေါ့မင်းစန်နီဟာကိုမျိုးရဲ့ဖောက်ပြန်မှုကရိုးရှင်းတဲ့အရှိစလံမဟုတ်ဘူးချိုးတင်စီစဉ်ထားတဲ့အကျံအစီတစ်ခုဖြစ်ကြောင်းရုတ်တရက်နားလည်လိုက်တယ်။သူတောင်းပန်ခဲ့တာတွေပြန်လည်ပေါင်းသိမှုပြောခဲ့တာတွေဟာသူ့မကိုအပြစ်ကင်းစင်တယ်လို့ထင်အောင်ထင်မှားဖြစ်အောင်လှည့်စားခဲ့ခြင်းသာဖြစ်လိမ့်မယ်။ကိုမျိုးကဒီလိုလုပ်လိုက်မယ်လို့ကိုတကယ်မထင်ခဲ့ဘူးမစန်နီ။ ကိုစီယာကစိတ်မကောင်းစွာနဲ့ပြောတယ်။ကိုတိတာကတော့သူတို့နှစ်ယောက်ယုံမှာအတော်လေးရင်နှိကြတာပဲ။မင်္ဂလာဆောင်ကတော့လာမဲလာတယ်မှာလူတော်ပြောကြတာပဲ။မေဆန်နီဘာမှပြန်မပြောတော့ပဲ။တားလေးရဲ့လက်ကိုဆွဲပြီးထိုနေရာကနေအမြန်ဆုံးထွက်ခွာခဲ့တယ်။သူမလမ်းချောက်နေတဲ့ရှီလန်းတွေဟာတောင့်တင်းပြီးညံဆန်နေတယ်။ သူမအမေအိမ်ပြန်ရောက်တဲ့အထိကိုမျိုးရဲ့နာမည်ကိုတချိန်မှရေရွတ်မနေတော့ဘူး။ညစာစားပြီးနောက်မေဆန်နီဟာသူမရဲ့ပကြီကားချက်အတိတ်ချိန်မှာပြန်ထိုင်လိုက်တယ်။မှောင်မဲနေတဲ့ပင်လယ်ပြင်သူမပုံဖော်ခဲ့တဲ့ခန်းစားချက်တွေအခုတော့အဲ့ဒီခန်းစားချက်တွေဟာ ပိုပြီးပြင်းထန်လာခဲ့ပြီ။သမီးဘာလို့ဖို့ဆုံးဖြတ်ထားလဲ။သူမရဲ့အမေကစိုးရိမ်တကြီးမိတယ်။ မစ္စန်နီဟာပကြီကားကိုစိုက်ကြည့်နေရကနေခဲရန်တချောင်းကိုဆွဲယူလိုက်ပြီးပင်လေပြင်ရဲ့အလေဘဟုနာမှာခြွန်ထက်တဲ့ကြောက်ဆောင်ကြီးတစ်ခုကိုထည့်ဆွဲလိုက်တယ်။ကျမဒီတိုင်းလက်ပိုက်ကြည့်နေမှာတော့မဟုတ်ဘူးအမေ။မစ္စန်နီရဲ့အတန်ဟာလေးတန်တိုးပင်မဲ့မာကျောပြတ်သားတဲ့တပ်မနီတန်ပါနေတယ်။သူကကျမတို့ရဲ့ယုံကြည်မှုတွေကိုဖြတ်စီခဲ့တယ်။ မရဲ့ခုံတိတ်ခါကိုနင်းချေခဲ့တယ်။အခုသူအေးအေးဆေးဆေးဘဝသက်တည်ဆောက်ခွင့်ရမယ်ထင်ရင်မှားသွားလိမ့်မယ်။သူလှုပ်ခဲတဲ့ဖောက်ပြန်မှုရဲ့တံပိုးကိုပေးဆက်စေရမယ်။မစ္စန်နီဟာပချီကားကိုဘေးဖယ်ထားလိုက်ပြီးဖုန်းကိုကြောက်ယူလိုက်တယ်။သူမဟာလွန်ခဲ့တဲ့နှစ်ပတ်လုံးလုံးလစ်လျူရှုထားခဲ့တဲ့ကိုမျိုးရဲ့နံပါတ်ကိုဖုန်းခေါ်ဆိုလိုက်တယ်။ဖုန်းထဲကမြည်တမ်းဟာတော်တော်ကြာကြာဆက်မြည်နေခဲ့ပြီးနောက် ကိုမျိုးကကမန်းကရန်းကင်လိုက်တယ်။ဆန်နီနောက်ဆုံးတော့ကိုပြောတာကိုပြန်နားထောင်ပြီပေါ့နော်။ကိုတောင်းမှန်ပါရဲ့ကွာ။ကိုမျိုးရဲ့အတန်ကမျော်လင့်ချက်တွေနဲ့ရောထွေးနေတယ်။မီဆန်နီကလေးတန်အေးအေးနဲ့ပြန်ပြောလိုက်တယ်။ကိုမျိုးခမညာကျမကိုကြွားရှင်းဖို့ဆာရွက်ဆာရန်တွေပြင်ဆင်ထားလိုက်ပါ။ပြီးရင်ခမညာရဲ့မင်္ဂလာဆောင်ဖိတ်စာကိုလည်းကျမစီပို့ပေးဖို့မမေ့ပါနဲ့။ကျမလာခဲ့မယ်။တေချာပေါက်လာခဲ့မယ်။မီဆန်နီဟာဖုန်းကို ချက်ချလိုက်တယ်။သူမရဲ့မျက်နှာပေါ်မှာ ပေါ်လာတဲ့အပြုံးဟာတောက်မှတ်ဖွဲကောင်းလောက်အောင်အေးဆက်ပြီးရက်ဆက်တဲ့ပြုံးတစ်ခု ဖြစ်နေခဲ့ပါတော့တယ်။ မေဆန်နီဟာသူ့ရဲ့ပကြီကတစ်ချက်ကိုအဆုံးသတ်လိုက်တယ်။မှောင်မဲတဲ့ပင်လေတွေကတောက်ဆောင်ထပ်မှာပြိုလဲနေတဲ့မင်္ဂလာခမ်းမပုံစံမျိုးကိုရေးဆွဲထားတယ်။သူမရဲ့မျက်လုံးထဲမှာ အရင်ကနူးညံ့မှုတွေအစားလက်စားရှိလိုတဲ့စိတ်ဓာတ်ကလင်းလက်နေပြီးရတပတ်အနေငယ်ကြတော့ကိုမျိုးရဲ့မင်္ဂလာဖိတ်စာဟာမေဆန်နီစီရောက်လာခဲ့တယ်။ ဖိတ်စာပေါ်မှာမျိုးမင်းနဲ့စုမြတ်တို့ဤထိမ်းမြမင်္ဂလာလို့ရွှေရောင်စလုံးနေနဲ့ရိုက်နှိပ်ထားတယ်။သူမဟာဖိတ်စာကိုဖတ်ပြီးပြုံးလိုက်တယ်။သူမရဲ့အပြုံးဟာအေးဆက်ပြီး အတိတ်ပင်များစွာကိုဖော်ဆောင်နေတယ်။သူမရဲ့တိတ်ဆိတ်တဲ့ပြင်ဆင်မှုတွေဟာ အဆုံးသတ်ဖို့နှိဆက်လာပြီ။မင်္ဂလာပွဲကျင်းပတဲ့နေ့ ခမ်းမဟာရွှေရောင်နဲ့အဖြူရောင်ပန်းတွေနဲ့လှပစွာလှဆင်ထားပြီးဧည့်သည်တွေနဲ့တည်နှက်နေခဲ့တယ်။ကိုမျိုးနဲ့ဆုညက်တို့ဟာပျော်ရွှင်ဝမ်းသာနေပုံရတယ်။အရာအလုံးဟာပုံမြင်တပုတ်လိုလှပနေခဲ့တယ်။ထို့အချိန်မှာပဲမေဆန်နီဟာတည့်ရက်တဲ့အနေရောင်ဝတ်စုံကိုဝတ်ဆင်ပြီးခမ်းမရဲကို ဝင်လာခဲ့တယ်။သူမရဲ့ပုံစံကပျော်ရှင်းပေမဲ့သူမရဲ့မျက်နှာပေါ်ကယုံကြည်မှုနဲ့တည်ငြိမ်မှုက လူရိုင်းရဲ့အာရုံကိုဖန်ဆာထားခဲ့တယ်။ကိုမျိုးဟာမစ္စနီကိုမြင်လိုက်တဲ့အခါမျက်နှာပြတ်သွားပြီးစွန့်ရက်ကလည်းအံ့အားတင်သွားတယ်။သူတို့နှစ်ဦးဟာမစ္စနီကို လုံးဝထွက်သွားပြီလို့ထင်ထားခဲ့တာ။မစ္စနီဟာ ဧကန်စပွဲကိုလျှို့ရှုပြီးမင်္ဂလာဆင်မြင့်နာကိုတဲ့တဲ့လျှောက်သွားတယ်။စင်ပေါ်မှာမင်္ဂလာမောင်နှံကလက်ထက်ကတိသစာရီပေးဖို့ပြင်ဆင်နေချိန်မှာမေဆန်နီဟာသူမရဲ့လက်ထဲကဖိုင်တွဲအညူရောင်တစ်ခုကိုမြောက်ပြလိုက်တယ်။ခဏလေးပါရှင်။မေဆန်နီရဲ့အတန်ဟာတည်ငြိမ်ပြီးခမ်းမတစ်ခုလုံးကို လွှမ်းရှုံသွားတယ်။ ကိုမျိုးဟာဒေါသတကြီးနဲ့စင်ပေါ်ကနေဆင်းလာဖို့ကြိုးစားပေမဲ့ဧည့်သည်အရှုရဲ့အကြည့်တွေကြောင့်နေရမှာပဲချက်နေခဲ့ရတယ်။ဆန်နီနင်ပါလို့ရှင်တာလဲကိုမျိုးကတည်ရကြမတက်မေးလိုက်တယ်။မစ်ဆန်နီကပြောင်းလိုက်တယ်။သမားလို့ရှင်တာက တရားမျှတမှုပါကိုမျိုးပြီးတော့ဒီနေရာမှာရှိတဲ့လူတိုင်းကိုကျမခင်မွန်းတဲ့ရဲ့လျှို့ဝှက်ချက်အကြောင်းပြောပြဖို့ပဲ သူမဟာဖိုင်ရဲကိုဖွင့်ပြီးစင်ဘော်ကစပွဲအောက်မှာတင်ထားတဲ့မိုက်ခရိုဖုန်းကိုဆွဲယူလိုက်တယ်။ လွန်ခဲ့တဲ့လနှစ်ကသမားနဲ့ကိုမျိုးဟာအချစ်နဲ့ယုံကြည်မှုတွေနဲ့လက်ထပ်ခဲ့ကြပါဗျ။မစ္စန်နီကစတင်ပြောဆိုလိုက်ပါသည်။ဒီမင်္ဂလာပွဲဟာပျက်စီးသွားတဲ့အိမ်အောင်တစ်ခုရဲ့အပေါ်မှာထပ်ဆင့်တည်ဆောက်ထားတာပါ။ဒါပေမဲ့ကျမဒီနေ့ဒီကို ရောက်လာတာကိုမျိုးရဲ့ဖောက်ပြန်မှုကို လူသိအောင်လုပ်ဖို့တခုတည်းတော့မဟုတ်ပါဘူး။နေဆန်နီဟာသူမရဲ့လက်ထဲကစာရွက်စာရမ်းတွေကိုမြှောက်ပြလိုက်တယ်။ဒါရီကတော့ကိုမျိုးရဲ့ကုမ္ပဏီအတွင်းကငွေကြေးအလွဲသုံးစားမှုတွေနဲ့ပတ်သက်တဲ့အထောက်အထားတွေပါ။သူဟာလွန်ခဲ့တဲ့6လအတွင်းကုမ္ပဏီပိုင်ငွေတွေကိုတခြားရင်းနှီးမြှုပ်နှံမှုအဖြစ်အသွင်ယူပြီးဒီမင်္ဂလာပွဲလိုဟန်းထားတဲ့အခမ်းအနားတွေပြင်ဆင်ဖို့နဲ့တခြားမျိုးသမီးတအူးကို ထောက်ပံ့ဖို့အတွက်သုံးခဲ့ပါရယ်။ ဒီအထောက်အထားတွေကို ကျမကအခုပဲရဲတပ်ဖွဲ့စီ ပေးပို့ခဲ့ပြီးပါပြီ။ခမ်းမတစ်ခုလုံးစုညံသွားတယ်။ဧည့်သည်တချို့ကတီတူပြောဆိုကြပြီးကော်မဏီနဲ့ပတ်သက်တဲ့လူတွေကမျက်နှာပြစ်သွားကြတယ်။ကိုမျိုးရဲ့မျက်နှာဟာသွေးလျှောက်သွားပြီးစုမျက်ကလည်းထိတ်လန့်တကြားကိုမျိုးကိုလှဲ့ကြည့်တယ်။မေဆန်နေနင်ပါတွေပြောနေရလဲငါနှင့်ကိုမနာလို့လို့အကောက်ကြံတာလားပုံမျိုးဟာဒေါသတကြီးအော်ဟစ်လိုက်တယ် မနာလိုမှုမဟုတ်ဘူးကိုမျိုးမနာလိုမှုမဟုတ်ဘူးကိုမျိုးမစ္စန်နီကသူ့ကိုဆူဆိုက်ကြည့်ရင်ရေရွတ်လိုက်တယ်။ဇမဟာပကြည်ဆီယာမတယောက်ပါ။ဇမရဲ့အနုပညာနဲ့ဉာဏ်ပညာကိုသုံးပြီးခမည်းရဲ့ဗန္နာရေးစီးရင်တွေကိုတစ်ခုချင်းဖြေချခဲ့တာ။ခမည်းဖောက်ပြန်နေချိန်မှာဇမဟာခမည်းရဲ့အမှားတွေကိုစောင့်ကြည့်နေခဲ့တာ။ဒါဟာခမည်းရဲ့ဖောက်ပြန်မှုအတွက်ပေးဆက်ရမယ့်အတန်မိုးပဲ။ တကာဝကနေရဲတပ်ဖွဲ့ဝင်နှစ်ဦးဟာခမ်းမရဲကို ဝင်လာခဲ့တယ်။သူတို့ဟာကိုမျိုးစီတက်တက်လျှောက်လာပြီးကိုမျိုးဟာနောက်ဆုံးမှာတော့သူ့ရဲ့အကြံစီတွေပျက်စီးသွားပြီဆိုတာကိုသိလိုက်ရတယ်။မေဆန်နီဟာမိုက်ကိုချလိုက်ပြီးလှဲ့ထွက်သွားတယ်။သူမရဲ့ရှီလန်းနီဟာရခင်ကထက်ပုံမှုပော့ပါပုံမှုခိုင်မာနေခဲ့တယ်။သူမဟာအခုဆိုရင်လွတ်မြောက်သွားတဲ့အမှုပညာရှင်တဦး သူမရဲ့ဘဝနဲ့သားလေးရဲ့အနာဂတ်ကိုတန်လဲပုံဖော်မဲ့အမျိုးသမီးတဦးအဖြစ်ရည်တည်နိုင်ခဲ့ပါပြီ။အဆုံးထိနားဆင်ပေးကြသော စာဖတ်သူပရိသတ်များအားအထူးပင်ကျေးဇူးတင်ရှိပါသည်ရှင်။